ိုင်းပြည်ကိုချစ်ပါတယ်နိုင်ငံစဉ်ရှိပါတယ်ဒီနိုင်ငံကြီးကိုပုတ်တဲ့ရှင်ပါတယ်ဆိုပြီးတော့နိုင်ငံချောင်းကိုတွားအဲ့နိုင်ငံချားကနေပြီးတော့နေပြီးတော့မြန်မာနိုင်ငံကိုကြက်နေတယ်မူလီလိုပြီးရင်နေ့တိုင်းကြက်နေတယ်ကောင်းနေပုံစံမျိုးစုံနဲ့ကြက်နေလူတွေအများကြီးကြက်နေမလို့အတက်နေရတယ်မလူသိမ့်ဘူးတကယ်လူအပ်တဲ့လူကြပါအမျိုးကြီးပြောရမယ်မလို့အပ်တဲ့ဖျားတွေရွှေချမယ်အစလူအပ်တဲ့ဆေးရုံတွေလူပေးပါလားမတင်ကြကြဘူးနှညာနဲ့ဖုန်ပြပါလို့ဆရာရှိတဲ့ငွေသိန်းတစ်ထောင်ရှာတတ်တယ် ဟယ်လိုချားရမြဝပီတူညကိုမော်နမာများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မှကြိုဆိုလိုက်ပါရယ်2025ခုနှစ် April 12ရက်နေ့စနေနေ့မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးချက်သေးရတဲ့ပေါ့နော်တလန်တရီကောင်းတွေကိုတင်ဆက်ပေးတော့မှမလို့ဗီဒီယိုကိုကျွန်တော်နဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်တို့ခါတိုင်းလိုပဲဗီဒီယိုတွေမကြည့်ခင်မှာအယုံဆုံးနေတဲ့တရင်အတူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့ ရှမ်းပြည်နယ်ရွာငါအောင်ပန်းလိုင်းပိုင်းမှာဗိုလ်ကြီးမျိုးစော်တန်းလိုက်ပါလာတဲ့အိမ်စီကောက်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဖွဲ့ချင်းပြည်တည်ဆုံးပြမပစ္စိုးတနတ်နဲ့လက်ပြဘုံတို့တင်းစရရှိခဲ့တဲ့ဆိုတဲ့တရင်ကောင်းတွေပဲဖြစ်ပါတယ်တည်ဆုံးထားတဲ့ဗိုလ်ကြီးမျိုးစော်တန်းအားဆိုရင်ရွာငါမျိုးမျိုးဘက်မှာရှိတဲ့မျိုးဝင်ဂိတ်တွေမှာအာနာရှိဆုံးအရာရှိတူဖြစ်တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တိုက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်သွားမယ်ပြည်သူတွေအားရကျေနပ်တဲ့အထိစ조사တော့ပါမယ်ဆိုပြီးတော့မှ The New State National Defense Army DNSDA ကတောင်ရှိသူကနေပြီးတော့ ပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဘောနော်နနုပြည်သူတော်လိုင်းတဖို့ဝင်နေရနေပြီးတော့မှဒီလိုမျိုးအကြီးတွေမှာတော်တော်လေးကိုတောင်းကျနေတဲ့စစ်ကောင်စီရာရှိကိုပြန်ပြီးတော့မှလေတုံပြန်နေနေတဲ့ပွဲချင်းပြို့ပေါ့နော်အမုံကျစ်လဲတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတဖို့ဝင်နေဒီလိုမျိုးဆက်လက်ပြီးတော့မှ USMPP တို့တွေကိုအနိုင်ကျင့်နေဦးမယ်ဆိုတော့သူတို့ရဲ့နောက်ဆုံးတွားရလာတော့ငရဲပြီတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ဒီနေရာကနေအမှစကားပါလို့ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ ပကိုးတိုင်းရဲ့နောက်ချန်ဇီကုံမြို့နယ်စစ်ကောင်စီရဲ့မခန်သတင်းပေးထောက်တိုင်းချစ်ချင်ဒီကောင်းဆောင်ထံကနေပြီးတော့မှ WY စေးပြားတွေဖမ်းဆီးမိခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရဲတွေစောက်ဝင်ဖမ်းတဲ့နေ့ကစေးပြားတွေတွေ့လို့သူကအိမ်ထဲကနေထွက်ပြေးတာ။လာဖမ်းတဲ့ရဲတွေကလက်မပေါ်ထိလိုက်ဖမ်းရတယ်။စာဖမ်းတဲ့နေ့ကလေးကတယ်ဝရီရဲစခန်းချုပ်ထဲကိုခေါ်သွားတာ။သူက WY ရောင်းနေတယ်ကြာပြီသူ့ကိုဖမ်းလို့မြို့ခေါင်တွေကဝမ်းတန်နေကြတယ်ဆိုပြီးတော့မှဇီကုံမြို့ခန်သူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ ကိုကျော်မင်းစိုးဆိုတဲ့ပေါ့နော် DW တွေကိုရောင်းပြနေတဲ့ချစ်ချင်ဒီကောင်းဆောင်ပါဆိုရင်ရခင်တော့လည်းစသုံးလုံးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသတင်းပေးလို့ခဲ့ပြီးတော့မှလက်ရှိအာဏာသိမ်းကာလမှာဆိုရင် စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီးတော့မှဒီမိုကရေစီထောက်ခံသူတွေရဲ့အင်ရှစ်တွေတွဲဟောက်ဆဲဆိုတာလည်းပြုလုပ်လေးရှိတဲ့စပရမချိုတို့တရားတာဖြစ်ပါတယ်ဆိုတော့ဒီကောင်ကတော့မျိုးနဲ့ရိုးနဲ့ကိုပေါ့နော်အခုလိုမျိုးတန်းရွှေလက်ထက်ကလေးကတော်တော်လေးကိုတောင်းချမ်းခဲ့တာပြီးတော့မှဒီမြောက်လိုက်တက်လာတဲ့အချိန်ကြတော့ကျတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့မှ တော်လန်ရေးစာနာပြတ်သူတွေရဲ့နေအိမ်တွေထိတော်ပြမှာပါနော်ကျင်းမောင်းဆဲဆိုခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့သူတို့အချင်းချင်းပါနော်ဖက်ခွဆာမညေကလည်းပြန်ပြီးတော့မှအဖမ်းခံလိုက်ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှလည်းပထမဆုံးအနေနဲ့ကျင်းမာကတော့အခုစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတမလိုက်ကိုပါနော်သူတို့ရဲ့တမမိုးတွေကကျွန်တော်တို့တော်လန်ရေးအဆုတွေရဲ့လက်ထက်ကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းကိုဘူဂျီနီမျိုးစင်ကလည်းပြန်ပြီးတော့မှကျန်တဲ့ဒီစကောင်စီအုပ်ချုပ်တပ်သားတွေကိုစုမသတိပေးထားတာပဲဖြစ်ပါတယ်။ဘူဂျီနီမျိုးစင်ဘလူမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာပြီးတော့မှကြည့်လိုက်ရအောင်နော်။တမခွန်ခွန် တမမူဖန်းစည်းခံရပြီးတဲ့နောက်သူတို့တွေယင်တွေကပွင့်အပ်လာတဲ့ဇကားတွေဖြစ်ပါတယ်သူတို့ပြောလဲဆိုတော့သူတို့အခြားအဆင့်တွေယာကန်အဆင့်တွေဟာတဲ့လက်ရှိစီစဉ်ဆောင်ရွက်ဖြည့်ဆည်းကြတာတွေထဲမှာအခိုင်းအစီခံတွေဖြစ်တယ်အမေပြတဲ့နိုင်မလို့ရင်လဲရှေ့မှာတောင်ကုန်းနောက်မှာခုံရုံးတေတန်းသူတို့ကိုဂျင်းနဲ့ကြက်ထဲမှာမင်းပြတဲ့နိုင်မင်းလို့လို့မလို့ရင်အာနာဖီဆန်မှုအခုဆိုပို့ဆိုးတာပေါ့မင်းအောင်လိုင်းကတမ်းပြစ်စမှုထားခြင်းခုမပြက်ကွင်းအကုန်တေတန်းပြက်သက် တွေ့မှာပါပြည်သူစစ်ကလေးတွေအရာဝတီမှာဖက်ပြေးတယ်ရှစ်ယောက်ခုနှစ်ယောက်လောက်ပြတ်သက်အခုတော့အကုန်ပြတ်သက်ခိုင်းပြီမရောလိုင်းရအင်းဆိုတော့အရာကန်ကြောက်မရိုင်းနဲ့ကောင်းနော်ချားစင်ကြီးဟိုကျွန်တော်တို့တို့ဘက်ကိုကိုချင်းစာကြည့်မိတက်ဆိုတက်ပြစ်ဆိုပြစ်တတ်ဆိုတတ်မတန့်သူအသားခံသူတို့ဘာမှမတန့်သူအသားခံဆိုတော့သူတို့ကပြောတယ်ကျွန်တော်တို့ကအခိုင်းခံဖြစ်တယ်အခုဒီစနေဆိုကြီးဒီအခြေအနေဆိုကြီးဒီတမိုင်းဆိုကြီးဒီလုံးဝတတ်မတော်တခုလုံးပျက်စီးတော့လက်ထိလောက်တာအရာရှိဆိုတဲ့ကောင်ကြီးလောက်တာ ကျွန်တော်တို့ယာကန်ဒီဘာမှအမေပေးပံငွေလည်းမရှိဘူးစီမံပိုင်ငွေလည်းမရှိဘူးတို့တို့ခိုင်းတဲ့တိုင်ကျွန်တော်လောက်ရတာဒါပေမဲ့အခုပြည်သူရဲ့အမုန်းကိုချဲ့ရဆက်ဆက်ခံစားရတော့မစီမဆိုင်ကျွန်တော်တို့ယာကန်အကျက်တက်သားတွေဝမ်းနေကြေကွဲပွဲတိလဲတိပေးရတယ်မိသားစုလည်းလိုင်းကန်နင်ချခံရတယ်ဘာခံစားမှုလည်းမခံရဘူးဒါပေမဲ့ကျွန်တော်တို့ရှီတန်းကြီးအသေးခံရတယ်ကျွန်တော်တို့အမုန်းခံလဲကျွန်တော်တို့ဆိုတော့ကျွန်တော်တို့အရန်ခံပြင်းနေတယ်တို့ပြောတယ်တို့ပြောတယ်ဟုတ်တယ်ကျွန်တော်တို့လက်ခံမှန်တယ်လေတို့ပြောတာ ါပေမဲ့တို့လုံးရမှန်တယ်လို့ကျွန်တော်မပြောဘူးတို့ယင်ဖွင့်တယ်တို့ခံစားနေရတာမှန်တယ်လို့ကျွန်တော်ပြောတာဒါနဲ့တို့ကထပ်ပြောတယ်ဟိုလောက်ကန်ဖက်ကုကန်ဒေတာဖက် MNDA ဖက်မှာကျွန်တော်တို့ခြိကအင်အား3000လောက်လက်နဲ့ချခဲ့ဖို့တရှိတယ်ဒါပေမဲ့ဗျာတဲ့မလုတ်ချင်တော့လို့ဖက်စစ်အာဏာရှင်အရာရှိတွေဆိုတဲ့စစ်ဘော်တွေခိုင်းတော့မလုတ်ချင်တော့လို့ကျွန်တော်လက်နဲ့ချလိုက်ပြီးပြီတဲ့ဒါဟုတ်ကျွန်တော်တို့ပြန်လှုပ်ပြီးတော့မင်းအွန်လိုင်းလက်ထက်ပြန်လွှဲပေးခဲ့ကြတယ် ပြန်လှည့်ပြီးတော့ကျွန်တော်တို့ချပီးခိုင်းမြန်ရောတက်ခိုင်းမြန်ရောကျွန်တော်ကထပ်ပေါက်မရှိဘူးဘယ်ရောက်သွားမလဲပတ်စပို့လည်းမရှိမှတ်ပုံလည်းမရှိဘူးပတ်စံလည်းမရှိဘူးနေရာလည်းမရှိဘူးပေးစရာလည်းမရှိဘူးပြေးစရာလည်းမရှိဘူးကျွန်တော်တို့ကဒါတော့အခုတမခွန်ခွန်တမမူတီဖန်းစီခံရပြီးတဲ့နောက်တမဆယ်မမှာရှစ်မတမမူတီသေတဲ့ကောင်သေဖန်းတဲ့ကောင်ဖန်းဖီယိုဖီရဲ့နဲ့အလဲလဲကွဲဖြစ်လာတဲ့အခြေသူတို့ဘက်ကပြောလာတဲ့စကတန်ကိုကျွန်တော်ကဆင်ပွားပြီးတော့ဒီသူတွေနဲ့ ကြံတော့ရရှိရာခံစက်တတာတွေစဉ်းစားဖို့ပြန်ပြောချင်လားဘူဂျီနေမျိုးစင်ရတယ်အခုဆိုရင်ဖစ်စစ်တက်မှာပေါ့နော်ဒီအရာရှိတွေနဲ့အရာခံတွေကြားထဲမှာတောင်းမှအာနာပါဝါတည်ရောက်မှုတွေကွာခြားတယ်ဆိုတဲ့အကြောင်းမျိုးပပစုတွေတိရှိအောင်ပြောဆိုထားတာပြမှာ သူတို့ချင်းချင်းကြမှာလဲအခုဆိုရင်ဘီသူတွေကနေပြီးတော့မှဘီသူကိုလူမိုးများနေလဲဆိုတော့ကိုအားလုံးလဲကြားသိရတာပဲဖြစ်ပါတယ်ဒီကြားထဲမှာစကောင်စီတပုံတွေကတော့ချင်းချင်းပြန်ပြီးတော့မှပြီးနေမှုတွေရှိနေတာဖြစ်ပြီးတော့မှပေါ့နော်မြောက်လိုင်းကနေပြီးတော့မှလဲအခုဆိုရင်သူတူတမမိုးတွေကကျွန်တော်တို့တော်လိုင်းရဆိုတွေရဲ့စစ်တုံးပိုင်းဖြစ်ဖန်စီချုံခိုင်ပေးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုဒေါကနေတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ် ဒီတမမှုတွေတမခမချခင်မှာတော့သူတို့ရဲ့ဒီတိုင်းစစ်ဦးစီးချိုးတယ်ပြီးတော့မှမျောလိုက်ပေါ့မှာနော်ကျန်တဲ့ဆိုဝင်းတို့လိုမျိုးစစ်ကောင်းဆောင်တွေလည်းကျွန်တော်တို့ဘက်ကနေပြီးတော့ဖန်စီရရှိမှုတွေရှိလာနိုင်တာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်ကျွန်တော်တို့ချင်းချင်းအောင်တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှဖလမ်းမျိုးတင်ပိုက်ပြတဲ့အချိန်မှာနောက်ထပ်သူတို့ရဲ့ပြမမျိုးကဘယ်မျိုးလဲဆိုတာကိုဆရာလူမြတ်ကျော်ကနေပြီးတော့မှတေချာလေးပြပြထားတယ်အလေးကျွန်တော်တို့စစ်ပြီးတော့မှချက်လိုက်ရအောင်နော်။ချင်းပြည်နယ်ဖလမ်းမျိုးအောင်ပွဲကိုပြီးရှိရရှိပြီးနောက် ိန်တို့စီလီမီတို့อืมဒီတိန်လားထားပါတယ်အဲ့တော့ဖလားနဲ့ဒီတိန်ကိုကြည့်ရအောင်ဖတ်စစ်တဲ့အနေနဲ့ဒီတိန်ခါရ196ကိုဘလူးကာဝယ်ပဲကျွန်တော်တို့တွေးကြည့်အောင်စစ်ကူတွေပို့ပြီးဘလူးအဖမ်းခံမလဲဖလန်းပွဲမှာလဲစစ်ကူပေါင်းယာနဲ့ချီအဖမ်းရှိခံရအောင်ဒီနေ့ကိုစစ်ကူအင်အားထပ်ပို့ပြီးခုခံဖို့ဆိုတာမလွယ်တဲ့အခြေအနေပါ ဒီကြိမ်ရီဒေါခါတွန်းဆန်တိုင်းရင်ပုံခုချာမှာညက်သွားပြီးစုပ်လန်းလုံးဝပြောက်နေတဲ့အနေအထားကိုတွေ့ရပါတယ်။ဘယ်နှကစုပ်ပြေးပြေးဘလို့အခြေအနေရှိတယ်ဆိုတာကိုတော့ကျွန်တော်တို့ကြည့်ရဦးမှာပေါ့။ဒီကြိမ်မှဒီတွန်းဆန်ကို28မိုင် myrid.myri ခေါ်ကနေ32မိုင်တိုင်းရင်ကနေ26မိုင်ရှိတဲ့အခြေအနေပါ။အဲ့တော့တမကွန်ကွန်ဆိုတဲ့ဖက်စစ်တဲ့စစ်ဘလူးတက်တမတဒတ်လို့ တိုင်းရင်းညောင်စီဘီချင်းညောင်တပ်ဖွဲ့များနဲ့အညာပီရက်တွေပူးပေါင်းပြီးတိုက်ပွဲဝင်ဆော့ဘလော့တိလိုက်တာများဗျာတတိုင်းပြည်လုံးအုပ်အော်တောင်းနေဝမ်တာအေးလေးဖြစ်ကြတော့တွေ့ရမှာတာဖက်စစ်တပ်ပေါ်ထားတဲ့ပြည်သူလူတို့ရဲ့သဘောထားလို့ကျွန်တော်မြင်ရပါတယ်အဲ့တော့ဖက်စစ်တပ်ဟာတမခွန်ခွန်တမမှုတယောက်အရှင်ဖမ်းပြီးခံရတာဟာတည်င်းမဟုတ်သေးပါဘူးအောင်တဟူကပလတာခိုင်းချုပ်ပါ တမခုံကိုတမမှုအောင်တတ်ဦးပလတာဂန်းကျုပ်ဘာလို့ဖြစ်လဲဆိုတာလေးကိုကျွန်တော်ပြောပြပါဦးမယ်။မပြောပြခင်မှာလက်ရှိအချိန်ထိစစ်ကောင်စီရဲ့တမရှစ်ခုရဲ့တမမှု၉ရောက်ပါမတာပေါ်တဲ့လူပေါ်ပြီးတုံမှန်ဖြစ်သူဖြစ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရပါတယ်။အခုဒီမှာကျွန်တော်ကြားတဲ့အတိုင်းပဲစစ်ကောင်စီထုတ်ဖို့မလဲတော့ကျွန်တော်ဖလန့်မျိုးကိုလွတ်လွတ်ပြတဲ့အချိန်မှာတိတိမျိုးကလည်းသူတို့အနေနဲ့ပေါ့နော်လွတ်လွတ်ဆွန့်ရှော့ဖို့ရှိနေတယ်ဆိုတဲ့အကြောင်းကို ဂျာတီပီပီချင်းမှာပဲသူတို့နေစစ်ကိုတွေပို့လို့ဖို့ရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီနဲ့စူးစမ်းပန်းစားနေပါတော့ခုခံဖို့ပြင်ဆင်နေပေမဲ့ကျွန်တော်အခုရပိုင်ကြားနေရတဲ့သတင်းတွေရတော့တော်လိုင်းရဆူတွေကနေပြတော့မှမြေပြန့်မှာရှိတဲ့ကျွန်တော်တို့တော်လိုင်းရတပ်ဖွဲ့ဝင်တွေနဲ့တောင်ပေါ်မှာရှိတဲ့ကျွန်တော်တို့ပေါ့နော်တိုင်းတလင်းနိုင်ငံတပ်ဖွဲ့တွေကြားထဲမှာစူးစီးစွာနဲ့တက်ခတ်တိမ်မဲမှုတွေကျွန်တော်တို့ရှိနေတာပြီးတော့မှအဲ့ဒီအတွက်ကြောင့်မလို့လဲကျွန်တော်တို့သတင်းကောင်းများစွာကြားနေရတာပဲဖြစ်ပါတယ်မြို့နယ်တို့အစိုးရအနေနဲ့အခုချိန်မှာတော့ပေါ့နော်သူတို့လင်းနေချဖို့ကိုက တော်တော်လေးဟိုနောက်ကျနေပြီလို့ကျွန်တော်ပြောရမှာဖြစ်ပြတော့မှာအခုလိုမျိုးဆက်လက်ပြီးတော့မှ US နေတာကကျွန်တော်တော်လိုင်းတဖို့ပုံတွေကိုအဆုံဆုံးထိခြေဖြစ်တွန်းလန့်သွားဖို့ခွန်အားပေးနေတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုတဖို့အနေနဲ့မြောက်လိုင်းကနေပြီးတော့မှဒီနေ့ကုန်ဒီဇင်ဘာလထဲဒါမှမဟုတ်နောက်နေ့ဇန်နဝါရီလထဲမှာကျင်းပဖို့ယူနေတဲ့ပေါ့နော်။အတူအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့မှလုံးဝကိုခြေဖြစ်သွားမယ်ဆိုပြီးတော့မှ NUG ဘက်ကနေပြီးတော့မှအသေးချာပြောထားတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ အတူရောင်ရွက်ောက်ပဲလုံလိုက်ပြင်မဲ့လဲကျွန်တော်တို့တော်လန်ရရက်တန်တော့မှာမဟုတ်ဘူးပြီးဆုံးတော့မှာမဟုတ်ဘူးကျွန်တော်တို့တော်လန်ရဒီတိုင်းပဲကျွန်တော်တို့ဒါဆက်ရှိနေမှာဖြစ်တယ်ဆိုတော့ message ကိုကျွန်တော်တို့နိုင်ငံတကာကိုပေးခြင်းတယ်ပြည်သူလူထုကိုအဓိကပေးခြင်းတဲ့ message ကတော့ပြည်သူကတော့နားလည်ထားပြီးသားပါနော် no participation လုံးဝမပါဝင်မပူးပေါင်းမပတ်သက်ဖို့ပါပဲနော်ဒါပေမဲ့ပြည်သူကတော့အခုချိန်ဒီဒီအကြမ်းဖက်ဆေးဝါးစုလုပ်တဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်သမျှကိုဘယ်သူမှမပူးပေါင်းမပါဝင်မပတ်သက်ပါဘူးဒါပေမဲ့လည်းဖြစ်နိုင်ရင်ရှိတော့ပြတနက်ထောက်ပြီးတော့မင်းအိမ်အိမ်ပေါ်ကဆင်းနော်ငါလာဟိုဘဲရုပ်အဲ့ဒါတော့လုံးလာနိုင်တယ်နော်အခုတော့မှ အခုတော့မှတကောင်စင်းကောက်ရင်တနက်ကြီးရယ်လိုက်ကောက်နေရလေနော်တပြည့်ခဲ့တဲ့ကာလအတော့မှအဲအဲ့လိုပဲဒီဒီဇင်ဘာဇန်နဝါရီကာလမှာလည်းတနက်ကြီးရယ်ထောက်ပြီးတော့မဲယုံအတင်းပို့ပြီးတော့မဲပေးခိုင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်နော်အဲ့တော့မပူပေါင်းမပါဝင်နေဆိုတာကအချိန်လေးပေါ်ကြည့်ပြီးတော့ပေါ့ဗျာနော်ဖြစ်နိုင်ရင်ကျွန်တော်တို့အိမ်နေအိမ်နေအိမ်မှာမနေဘူးဗျာနော်အိမ်နေကျွန်တော်တို့ပြင်မထွက်ဘူးဗျာနော်အကယ်လို့များတနက်ထောက်ပြီးတော့ထွက်ခိုင်းရင်လည်းโอเคလိုက်သွားမယ်ပြီးရင်မဲယုံရောက်ရင်တော့ကိုကိုကိုမဲလက်မှတ်မှာကိုဘယ်လိုလုပ်တယ်ဆိုတာဒါကိုပဲသိတာလေ နော်ဒါဒါမျိုးတွေပေါ့ဒီလမ်းပေါင်းစုံနဲ့ကျွန်တော်တို့ကမပူပေါင်းပါဝင်မပတ်သက်ဖို့ဆိုတော့အခြေအနေမျိုးကိုတော့ဒါပြည်သူလူထုတွေနဲ့ဒါလှုပ်ကြရမယ်လှုပ်လဲလှုပ်ကြလိမ့်မယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်တယ်အဲနောက်ဆုံးတစ်ချက်ဖြည့်ပြောချင်တာကကျွန်တော်တို့ဟာ election လို့ခေါ်တဲ့ရွေးကောက်ပွဲကိုကျွန်တော်ဆန့်ကျင်နေတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်ဖို့အတွက်ကျွန်တော်တို့အသက်တွေသွေးတွေချွေးတွေအများဆိုတာကျွန်တော်တို့ရင်းနှီးပေးဆက်ခဲ့ရတယ် เนาะအဲ့တော့ကျွန်တော်တို့အခုစန့်ကျင်နေတာဟာ election ကိုစန့်ကျင်တာမဟုတ်ဘူးအဲ့ election ကိုလုံးမဲ့လူကဘာတူလဲအဲ့ election ကိုလုံးမဲ့လူဟာတရားဝင်အစိုးရလည်းမဟုတ်ဘူးပြည်သူလူထုရဲ့အာဏာကိုမတရားလူယူကိုစ조사နေတဲ့အကြမ်းဖက်စစ်တပ်ဖြစ်တယ်ဒါကြောင့်မို့လို့ဒါကျွန်တော်တို့ဟာဒီ election ကိုကျွန်တော်တို့ဟာတရားမဝင်တော့အတုအယောင်ဖြစ်တဲ့ရွေးကောက်ပွဲမို့လို့ဒါကျွန်တော်တို့ဟာစန့်ကျင်နေတာဖြစ်တယ်ဆိုတော့အချက်ကိုလည်းဒါနိုင်ငံတကာကိုအဲ့ message လည်းပေးလို့ပါတယ်ဗျဒီမှာပေါ့နော်ဦးနေဘုံလကနေပြီးတော့မှမြောက်လိုင်းတို့ရဲ့ဒီ sham election လို့ခေါ်တဲ့သူရောင်ရွက်ကောက်ဖွဲ့ရဆိုရင်တရားမဝင်အစိုးရကနေပြီးတော့ လူဖို့ရွယ်နေတဲ့လေရွေးကောက်ဖွဲဖြစ်တာမို့လို့ကျွန်တော်ကလည်းပြန်မှစန့်ကျင်နေရတဲ့ဆိုတဲ့ကြောင့်ပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်အခုလိုမျိုးပြည်သူတရားလုံးကနေပြန်မှလည်းပေါ့နော်ကိုရဲအနေနဲ့စစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ဖွဲကိုစန့်ကျင်ရင်းနဲ့တော်လိုင်းတက်ဖို့နေတဲ့ပူပေါင်းပြန်မှလှုပ်ဆောင်မယ်ဆိုတော့မြောက်နိုင်နေပေါ့နော်ဘလောက်ပဲစူးစမ်းစူးစမ်းသူရဲ့ဒီအကြံအာဆိုရင်လုံးဝအထာမမြောက်နိုင်ဘူးဆိုတာအလုံးလည်းသိတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြည်သူတွေအလုံးအနေနဲ့ပေါ့နော်တက်နိုင်တဲ့ဘက်ကနေပြန်မှမြောက်နိုင်ရဲ့ဒီအထူးရောင်ရွေးကောက်ဖွဲကိုစန့်ကျင်ရင်းနဲ့ကိုတက်နိုင်တဲ့ဘက်ကနေပြန်မှအလုံး ဒီတော်လိုင်းမှာထဲထဲဝင်ပူပေါင်းရမယ့်အချိန်ဖြစ်နေပြီဆိုတဲ့အကြောင်းလည်းကျွန်တော်ဒီနေ့ကနေထလောင်းပြောကြားလို့ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့အဘသာစစ်ခွေးပေါ်မှာတကောင်ကနေပြတော့မှာပေါ့နော်။ကျွန်တော်တို့ဒီ NUG နဲ့ NLD ထောက်ခံသူတွေကိုဘယ်လိုမျိုးအားချောင်းစင်ကိုပြောဆိုထားလဲဆိုတာတစ်ချက်လောက်ချစ်လဲရအောင်နော်။ဒီကျွန်တော်ရင်းချင်းကြီးတွားမယ်ဆိုရင်ဒီ NLD ကိုထောက်ခံအပီတဲ့မအီလူတွေကဒီနေရာမှာကျွန်တော်ပြောပြီဒီနေရာမှာဒီကောင်တွေကတိုင်းပြည်ကို ရှစ်ပါတယ် ဒါတို့အစိုးရအဖွဲ့အစည်းပြောတာမဟုတ်ဘူးနော်တို့ထောက်ခံအပ်ပေးတဲ့ဒီပုံမှန်လူသားတွေပုံမှန်အရတရလူတွေတိုင်းပြည်ကိုရှစ်ပါတယ်တိုင်းဝန်ရှင်ရှိပါတယ်ဒီနိုင်ငံကြီးကိုပိုတက်ဇေရှင်ပါတယ်ဆိုပြီးတော့နိုင်ငံချောင်းကိုသွားအဲ့နိုင်ငံချားကနာနေပြီးတော့နေပြီးတော့မြန်မာနိုင်ငံကြီးကိုကြက်နေတယ်မူလီလိုပြီးရင်နေ့တိုင်းကြက်နေတယ်ကောင်းနေပုံစံမျိုးစုံနဲ့ကြက်နေလူတွေအများကြီးကြက်နေကျမမူလီလုံးကိုပြောင်းအောင်ကြက်နေတာပြောလိုက်ဒီကောင်လေးစိတ်ထဲမှာနိုင်ငံတော်နာနေတာနော်ဒီကောင်ကတော့ပြီးရင်ဟိုမှာဟိုပါလဲ ဟိုအမ်ကလေးတွေအများကြီးမွေးဘွာထားတယ်ဘယ်သူလဲကျွန်တော်လူပုတ်ွယ်တိတ်မသိဘူးအဲ့ဒါဘယ်သူလဲခိုင်ဒိုခိုင်နင်းဝေးဒိုခိုင်နင်းဝေးဆိုလဲအမျိုးမျိုးပြောဟင်းလူဟိုအကောင်ချောင်းနာပြောပြီးဒီကောင်เนี่ยဘာပါဇက်ကဘာပြောလဲငါတို့ကနိုင်ငံကိုချစ်တော်ပါငါတို့ကနိုင်ငံကိုချစ်တော်ပါဆိုပြီးတော့နိုင်ငံချောင်းမှာနေပြီးလို့ရှိရင်အမျိုးမျိုးစိတ်ဒုက္ခတွေပေးဒီမှာလူတို့က information အမှန်တွေမရပါဘူးဆိုတဲ့အထင်မှာဒီကောင်เนี่ยတစ်ဖက်ဆောင်လေးနေပြောဒီမအေးလူတွေကိုလေဘယ်လိုလောက်အောင်လဲမသိဘူး မင်းတို့အစိုးရအဖွဲ့အစည်းလေးမဟုတ်တရားဝင်အဖွဲ့အစည်းလေးမဟုတ်ဘူးဘာကောင်းနေမှမဟုတ်ပဲနဲ့စကားကိုတစ်ဖက်ဆောင်နေပြောပြီးတော့လူလူတွေကိုအမျိုးမျိုးနှုံးစွန်းအားပေးပို့ပြီးတော့ပြဿနာကိုပို့ပြီးတော့ကြီးထွားနေတိုင်းမျိုးစုံလုပ်နေတယ်ဒါကိုကျွန်တော်တို့ကမြင်ရတယ်နေတိုင်းကြားရဒိုးသားထွေးရတယ်စိတ်တော့ကိုရီးယားတော့လူကိုရှိတဲ့မြတ်ပြဿနာတွေအကုန်လုံးကိုခေါင်းငုတ်ခမ်းဒီကောင်တွေကတိုင်းပြည်ကိုရှစ်ပါရဲဆိုးပြီးတော့နိုင်ငံခြားကိုသွားပြီးလို့ရမြန်မာနိုင်ငံကိုအမျိုးမျိုးမူလီကျနော် ငါပြောမယ်ငါပြောမယ်မအီလို့ဒီမင်းတို့ငါပရိယောကိုမင်းတို့ငါလီနဲ့ပရိယောကိုမင်းတို့မြင်ခဲ့ရင်မင်းတို့ဟာတိုင်းပြည်ကိုရှစ်တယ်ဆိုရင်မင်းတို့အဲ့မှာမနေနဲ့နေဆက်ကိုလာနေငါနားလေတယ်မင်းတို့ကမြတ်ထမင်းကျွေးပါလားဟမ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ဒီဖက်အဆူကဖမ်းမယ်ဆိုတာမင်းတို့သိတယ်ဒါငါလေးသိတယ်ဒါဆိုရင်မင်းတို့နေဆက်လောက်မှာနေတိုင်းပြည်ကိုတကယ်ရှစ်တယ်ဆိုရင်နေဆက်လောက်မှာနေဒီအဲ့မှာမင်းတို့အမြင်တွေကိုကြည့် မင်းတို့ online ကမြင်ရတဲ့ဟာဒီအမြင်နဲ့မမှန်ဘူး။ဒါကြောင့်မလို့မင်းတို့ကိုယ်တိုင်တိုင်းမိကိုရှစ်တယ်ဆိုရင်လာကြည့်လိုက်။ဘယ်မှာနေနေဒီကောင်နဲ့ပါဆင်လို့လဲနော်။သူတို့အခုဆိုရင်ပြပမှာနေတဲ့လူတွေပြတော့မှရှိတဲ့လူတွေကနေပြတော့မှစစ်ကောင်စီနဲ့သူတို့ဒီဆရာနေရှင်စနစ်ကဘယ်လောက်ထိဆိုးရပြတော့မှ ကိုယ့်မိသားစုဝင်တွေအသက်ဆုံးရှုံးမှုတွေများနေတဲ့ကျွန်တော်တို့ပေါ့နော်တော်လန်လူငယ်တွေအားဆိုရင်လည်းအခုဆိုရင်ဒီစစ်ကောင်စီနဲ့သူတို့ပေါင်းပါတွေဖြိုချဖို့လုပ်နေတာပြမကြားထဲမှာတော့ဒီပနောက်ရှင်းမှုတွေလုပ်နေတာတော့ဒီလိုမျိုးစစ်ခွေးပေါ်မှာအောက်တန်းစားတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီကောင်တွေကိုလည်းတခါတည်းပေါ့နော်တေချာလေးကိုဗောက်ချာဆိုပြီးပြီးတော့မှဒီတော်လိုင်းမှာမြောက်နယ်တို့နဲ့သူရေစုံမြောက်သွားရမယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ဒီနေ့ခါနဲ့ထလောင်းပြောချလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်ကျွန်တော်တို့တိုင်ပြပြနေတဲ့အချိန်မှာပါနော်ဗီဒီယိုတွေရော ကျွန်တော်တို့တော်လိုင်းရဲဘော်တွေရောဒုက္ခပင်လယ်ဝေပြီးတော့မှဆွမ်းဆန်းတမန်နဲ့ဒီလိုမျိုးခက်ခဲမှုတွေကိုကျော်ဖြတ်နေရတဲ့ချိန်မှာဘာသာရေးကိုကိုယ်တုံးလို့ပြီးတော့မှလှုပ်ဆောင်နေကြတဲ့အုပ်စုတွေကိုကျွန်တော်တော်လိုင်းဘက်ကသာသူဖြစ်ရပါတော့ကိုဘိုဘိုကျော်ကနေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်အဲစီကိနာတိရလာတော့သင်ကြီးလက်ထက်ရေးပြီးဖြစ်တော့ပေါ့နော်ပေါ့ပေါ့ပြင်ကြောင်းမှာဆိုတော့အမြင်နဲ့လိုက်လွှင့်ပြီးတော့မှမိုက်တလုံးနဲ့ကလေးတွေဂျင်းထဲတဲ့လူလေလူပါပဲဘုန်းကြီးလို့ပြောရတယ် အခုသူလည်းများတယ်ဗျ။ဟမ်။ तू ကနေပြီးတော့ပေါက်ကူတော့ငွေသိမ်းတရပေးတာ။မစိုးမဒူးစမ်းပါဘူးဒီကောင်နေမပါတာကိုသူတို့ဖွဲ့စည်းခဲ့တာ။ဒါသူတပည့်တွေပဲ။ဒါပေမဲ့ဒီလိုမျိုးရဟန်းကတော့ဒါဖုန်းကြီးဖြစ်နေတယ်လို့ပေါက်ကူတော့လို့ကောင်မျိုးကိုငွေသိမ်းတရပေးတာ။ဘယ်လိုပြောရမလဲကျွန်တော်ကကျွန်တော်ကိုယ်ဝင်နေတဲ့ပါတာကိုကျွန်တော်ပြန်ဆန်းစင်းတင်နေပြီလို့တော့မှကျွန်တော်ကကျွန်တော်ထင်မိတယ်။မလို့အတက်နေရတယ်မလို့နေမှုတကယ်လိုအပ်တဲ့လူကြပါဒါမျိုးတွေပြောရမယ်မလိုအပ်တဲ့ဖျားတွေရွှေချမယ်အစလိုအပ်တဲ့ဆေးရုံတွေလှူဝေးပါလား မတင်ကြကြဘူးနှစ်ညတည်းနဲ့ဖုန်ကြီးဘာလုံးစရာရှိလဲငွေသိန်း1000ရှာတတ်တယ်အာဖုန်ကြီးဆိုတော့လှူကြတယ်ဘာပဲလုပ်လို့သူများတွေလှူထားတဲ့ပတ်စံလူအဲ့တဲ့နေရာတွေလှူရမှာလေကထားပါဗျာတုံးရင်လည်းမိကြောင့်မင်းရေခင်းကြသလိုဖြစ်နေမယ်အာဖျားတည်တဲ့ဒရက်ကဒရက်ကမှနေဖြစ်မဲ့အစားနိုးလေလူအနေနဲ့ဒေတာလေးတွေမှာစာသင်ကျောင်းလေးတွေစောက်ပေးကြမလားမသွန်သင်ဘူးခုတို့လောက်တာပဲဘေးအချိန်ဘေးနေရာပဲဖြစ်ဖြစ်လှုပ်တင်တယ်အဟမ်းဘာသာရေးခေါင်းဆောင်တွေပြောတဲ့စကား အဲ့တော့ဘာဖြစ်လာလဲတလားဘသူတေးတေးငတေးမိုင်းပြီးရောဆိုတဲ့ကောင်းနေငွေးလာကြတယ်လူဖြစ်လာကြတယ်ဘယ်နေရာမှာဘာဖြစ်ဖြစ်ကောင်းတာလို့ဒါပဲဆိုပြီးတော့ညံမှာပါတဲ့အချိန်နေအချိန်ကောင်းနားမလဲတဲ့တကူကောင်းသမားတွေပေါ်ထွက်လာကြတယ်တိုင်းပြည်ပြက်နေလားငါအလူတော့ပြီးအောင်လုံးဝမယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ကောင်းတာလို့ဒါပဲလေးဆိုပြီးတော့ကြီးကြီးလေးငလင်လောက်ပြီးသူများနေအားလုံးစိတ်တုံကရောက်တဲ့နေရာမှာအရှိမဖြက်ပြီးရှင်ပြူရဟန်းကနေဟိုးပွဲတွေလုံးကြတယ်စဉ်းစားကြည့်လေကောင်းတာလို့ဒါပဲလေဘာသာရေးကောင်းမှုတွေပေါ့အဲ့ဒါ ဘာသာရေးကကောင်းဆုံးပဲကောင်းတယ်အဲ့ဒီဘာသာရေးကိုသင်ကြားပြတာနေတဲ့ဘာသာရေးဆရာဆိုတဲ့လူတွေရဲ့ခေါ်အပြောတွေလေတိုင်းပြည်တပြည်လုံးပြလဲငါလှူတော့ပြီးအောင်လုပ်ရမယ်ငါဖရာဝဲတော့လူစီရမှာပေါ့ဒါမျိုးပေါ့ဒါကြီးကိုကောင်းတယ်ကုသိုလ်တွေအများကြီးရတာပေါ့အဲဒီမှာလူတွေစေးအောင်စေကံမရှိလို့ဒုက္ခရောက်နေလဲပြဿနာတက်နေပါလားဆိုမှဘုံမှာចောင်းကြီးကိုတိမ်းတော့တိမ်းနဲ့လှူမဲ့ရွှေចောင်းတစ်ခါတစ်ခါမှဖြစ်ချင်နေကြတာလေခင်ဗျားတို့တွေ့တွေ့ကြမှာပါမဆလွဲနေကြတာဗျဘာသာတရားကိုကိုးကွယ်တယ်ဆိုတော့ကျွန်တော်တိတလောက်တော့လမ်းမှန်ကမ်းမှန်အောင်လို့ လမ်းညွှန်မှုအောက်မှာနေနေတဲ့သူတွေလမ်းမှာရှောင်နေတဲ့လူတွေသူတို့တွေကိုကျွန်တော်တို့ကနေပြီးတော့ကဲတင်နိုင်ဖို့အခုကငါတို့လည်းငါတို့ကြိုက်တာလုပ်မယ်ဆိုပြီးတော့လုပ်နေကြမယ်ဆိုရင်အခုဒီဘာသာတရားကိုကိုးကွယ်နေတာဘာအကျိုးရှိမှလဲစဉ်းစားကြည့်ကြည့်လေဗျဟိုလဲလူကဒီလဲလူကငွေလဲကုန်အတန်လဲပြရတဲ့ကိစ္စကြီးဖြစ်နေမှာဗောဗျာကိုဘိုကျော်ပြောတော့တဲ့အကြောင်းပါတယ်เนาะကျွန်တော်တို့ခုချိန်မှာတော့ဒီလိုမျိုးပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာ မဘာသာအုပ်စုတွေကနေပြီးတော့မှသူတို့ကိုသူတို့မျိုးချစ်ဆိုပြီးတော့မှအော်နေပေမဲ့တကယ်တမ်းကျတော့မျိုးမဆက်လေးတွေပြီးတော့မှကျတော့ပြည်သူတွေတက်ဖြတ်ဖို့ပါနော်ဒီအရှင်စေကိန်းရလိုမျိုးလိုရနေပြီတော့မှခုဆိုရင်အချမ်းဖက်ဓမြခေါင်းဆောင်ဆိုတဲ့ငပောက်ကိုတောင်းနေပြီတော့ငွေချတိန်တေးရလိုတန်းလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျတို့အနေနဲ့ဒီလိုမျိုးမြန်မာပြည်မှာပေါ့နော်ဘာသာရေးခေါင်းဆောင်ဆိုပြီတော့မှအမိခါနေကြတဲ့အိုးစုတွေကနေပြီတော့မှပဲတိုင်းပြည်ကိုဖြစ်စည်းနေကြတာဖြစ်ပြီးတော့မှတကယ်တမ်း အကူအညီလိုနေကြတဲ့ကျွန်တော်ပြည်သူတွေကိုကြတော့သူတို့အနေနဲ့မြက်ွက်ပြထားတာပဲဖြစ်ပါတယ်။တခုလိုလိုက်တယ်ဆိုရင်တော့သူတို့အနေနဲ့ဘာသာရေးရှုတော့ကနေကြည့်တယ်ဆိုပြမပါနော်။ကမ္ဘုကုတို့ရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေကိုအကျဉ်းထက်ပြီးတော့မှလက်လံပြောဆိုနေကြပေမဲ့တကယ်တမ်းကျတော့သူတို့ရဲ့လိုရတွေကမာယွနေပြီးတော့မှလူသားတွေချင်းချင်းပေါ်မှာတော့မှဆာနာမှုမရှိတဲ့အုပ်စုတွေဆိုတာကျွန်တော်ကိုဆိုရင်တွေးနေရတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ကျွန်တော် လာမယ့်ပေါ့နော်။ထိုင်းနိုင်ငံမှာတကြံပြုလို့တော့မဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကျတို့မြန်မာပြည်သူပြည်သားတွေနဲ့ဘယ်လိုမျိုးဆင်ခြင်ပြုမှုတင်လဲဆိုတာကိုကိုစီကနေမြန်မာတီချာလေးပြပြထားတာပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောထားအောင်မလဲဆိုတာကျတို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ခိုင်းတဲ့ကြံဒီတကြံမှာပျော်တင်လားမပျော်တင်လားဆိုတာတော့လူတိုင်းကိုစဉ်းစားသိခြင်းနဲ့လက်ရှိမြန်မာပြည်မှာဖြစ်နေတာစစ်ဘေးတဲ့အပြင်နော်လက်ရှိငတ်လီဘေးမှာဘလောက်ပင်းနေတယ်ငါအိမ်ငါမိသားစုငါမွှေမျိုးမပါဘူးဆိုတဲ့စိတ်နဲ့ပြောမယ်ဆိုရင်တော့လည်းဒါတဘောပဲဒါပေမဲ့ကျွန်တော်တို့က ဖြစ်ဖြစ်ဖြစ်ထိုက်တာလေးကိုတော့လူတိုင်းကိုစဉ်းစားစေချင်တယ်နောက်တစ်ခုကဒီတကြံပွဲနဲ့ပတ်သက်လို့ထိုင်းအစိုးရကအချက်ဆယ်ချက်ထုတ်ပြီးတော့စီကံထုတ်ထားပါအဲ့ဒီအချက်ဆယ်ချက်နဲ့ပတ်သက်လို့လည်းကျွန်တော်ပြန်ပြောပြပါမယ်ထိုင်းမှာကနောက်တစ်ချက်ကထိုင်းမှာလက်ရှိဖြစ်နေတဲ့အနေအထားအားလုံးသိမှာပါကျွန်တော်တို့မြန်မာပြည်သားတွေဘယ်လိုပုံစံဖြစ်နေလဲဘယ်လိုပုံစံနှိမ်နှံထိနေလဲเนาะအဲ့တော့အဲ့ဒီအနေအထားမှာကျွန်တော်တို့ဘက်ကဘယ်လိုနေသင့်လဲဆိုတာကိုအထွေထူးတယောက်နဲ့တယောက်ပြောပြနေကြဘယ်လိုဘာလို့ဆိုခံရတဲ့လူလူတွေကြီးပဲဟုတ်တယ်เนาะအရင်ခက်ကလမ်းသွားလို့ ပြည်တနာမရှိပေမဲ့အခုခေတ်ကလမ်းတော့ရင်တော့မြန်မာပြည်သားဆိုရင်ပြည်တနာရှာခြင်းနဲ့ဟိုတချို့တလေးပေါ်လာပြီနောက်တစ်ခုကလက်ရှိတိုင်းမှာထုတ်ထားတဲ့ဥပဒေအဲ့ဒါဘာတို့နိုင်ငံသားအတွက်ဒီကထုတ်ထားတာနေကောင်းတွေကိုဒါလိုက်ဖုံးဆက်ပြီးတော့တိုင်လို့ရတယ်လို့နော်အခုထိုင်းတယောက်ကနော်ထိုင်းလူမျိုးတယောက်ကအခုအခန်းကြီးပတ်လေပေါ့နော်ဒီမြန်မာပြည်သားတွေစူးနေတယ်ပြည်တနာရှာနေတယ်မတင်ပါဘူးတခုခုအကြောင်းအရာရှိလို့ထိုင်းလူမျိုးတယောက်ကတိုင်နေဆိုရင်ချက်ချင်းတို့အစိုးရကစစ်ပေးရအဲ့ဒါကိုဒီနဲ့ကောစင်နာပုံစံမျိုးဖွင့်ထားတာရှိတယ်လို့နေကောင်းတွေကိုဒါလိုက်တိုက်ပြီးတော့လေဖုံးဆက်လို့ရတယ် အဲ့တော့အဲ့လိုအနေထားမှာကျွန်တော်တို့တွေနေတာထိုင်တာကိုပဋိဌာန်းတင်တယ်ကျွန်တော်တို့တိုင်းပြည်ဟာမတားအိမ်လို့ချက်တိမဲ့နေတဲ့အချိန်မှာဒီတကြံမှာပျော်ပါးတဲ့အရာတွေကိုတော့ဖြစ်နိုင်ရင်အားလုံးကို short စေခြင်းနဲ့ဒီတကြံမှာငါတို့မပျော်ပဲနဲ့ဘာလုပ်ကြမလဲဆိုတော့အတွင်းမျိုးအကျိုးရှိမယ့်အရာနော်ကို့အတွက်အကျိုးရှိမလားကွန်ပျူတာစုအတွက်အကျိုးရှိမလားနော်ကို့နိုင်ငံအတွက်အကျိုးရှိမလားနော်ကို့အတွက်နဲ့ကွန်ပျူတာစုအတွက်ကိုစဉ်းစားပြီးနိုင်ငံအတွက်စဉ်းစားနိုင်မယ်ဆိုရင်တော့ပိုကောင်းတယ်အဲ့တော့ဒီတကြံလေးမှာငါတကြံရက်မှာမပျော်ပါးလိုက်ပဲနဲ့အဲ့ဒီပျော်ပါးလို့ကုန်ကျစရိတ် ။ကုန်ကျစရိတ်စုံတွေမှာဘယ်နေရာမှာတခြားပွဲရှိတယ်တွားလဲချမ်းပဲဘာမှမကုန်ပါဘူးတွားလဲရုံ။လမ်းနောက်ဆုံးပြာကားလိုင်းကားကနေတွားမယ်ဆိုတော့လိုင်းကားက10ဘက်15ဘက်ဘတ်20တော့ကုန်မှာပဲ။ဟုတ်တယ်နော်။ပုံမှန်တွားလဲမဲ့နေရာမှာဘာမှမစားရင်တော့မှာ။အဲ့ဒီ10 15ချက်ကကိုအတွက်အကျိုးရှိအောင်ဘယ်နေရာလုပ်နိုင်မလဲ။ကွန်ပျူတာဆိုတဲ့အကျိုးရှိအောင်ဘယ်နေရာလုပ်နိုင်မလဲ။ကိုတိုင်းပြည်ဆိုအကျိုးရှိအောင်ဘယ်နေရာလုပ်နိုင်မလဲစိတ်လေးကိုဝင်နေချင်တာ။ကိုစီပြောတာတော့ဗောနော်ကျတို့လာမဲ့ဒီ time မှာတချံကာလာရောက်တော့မှာမလို့ ချို့လိုမြန်မာပြည်သူပြည်သားတွေနဲ့တရီလေးထားပြုလို့မှဘယ်လိုမျိုးပြုမှုတင်လဲဆိုတာကိုသူကနေပြန်မတိချာလေးရှင်းပြထားတာပဲဖြစ်ပါတယ်ကျွန်တော်ခုချိန်မှာတော့နိုင်ငံပြင်ကြံတဲ့ပေါ့နော်နိုင်ငံတော်တော်များများကနေပြီးတော့မှမြန်မာပြည်သူပြည်သားတွေပေါ်မှာတင်ချက်ပြီးတော့မှကျွန်တော်တို့နေနဲ့ဥပဒေမျိုးစုံထုတ်ပြီးတော့မှအခုစွန်ဖန်ဆီးတွေလည်းများလာတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြီးတော့မှကိုရရဒေတာနိုင်ငံတွေမှာတေချာလေးကိုပေါ့နော်ပြုမှုလေးတွေဆင်ချင်ပြီးတော့မှအဓိကဒီလိုမျိုးပွဲတော်တွေမှာကျွန်တော်ပြည်သူပြည်သားတွေဝမ်းနဲ့ပူဆွေးနေရတဲ့အချိန်မှာပဲ တတိလေးထားပြီးတော့မှပါเนาะကိုဘဘက်ကနေပူပေါင်းပေါ်နိုင်မလဲဆိုတာကိုပူပြီးတော့မှစိတ်ပါတင်နေဆိုတဲ့အကြောင်းဒီမှာကိုစီကနေပြီးတော့မှရှင်းပြထားတာပဲဖြစ်ပါတယ်ကျတော်ခုဆိုရင်ထိုင်းနိုင်ငံမှာလဲကျတော်နေမြောက်လိုက်တဲ့အိုးစုကနေပြီးတော့မှပါเนาะမြန်မာပြည်သူထောက်ပို့စနစ်ကိုအခုဆိုရင်တော်တော်လေးကိုဖြိုခွင်းဖို့ကြိုးစားနေတာပြီးတော့မှကျတော်အနေနဲ့မနေ့ရုံးကနေရတဲ့အချိန်မှာပြည်သူတရားလုံးအနေနဲ့ရဲအနေနဲ့ပူပေါင်းပေါ်ဝင်ရမယ့်အချိန်ဖြစ်ပြီးတော့မှကျတော်အားလုံးမျှော်မှန်းထားတဲ့ Federal Democracy ကို ဒီနေ့အကုန်မှာပဲရရှိနိုင်ဖို့ဆိုရင်ဗီဒီယိုတရားလုံးနဲ့တော်လန်တဖွဲ့ဝင်တွေကြားထဲမှာကောင်းမွန်တဲ့စစ်ဆန်ရေးတရားထူထောင်ပြုမှာပါเนาะကျွန်တော်တို့ဆွဆွတမလို့ဆောင်နိုင်မယ်ဆိုတော့မကြခင်မှာတော့အောင်ပွဲကတော့ချင်းစီဘောရောက်ရှိလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပါဗီဒီယိုများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ဖေးဆုံးပြီးတော့မှတရားရေး channel နေ့တလေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်